အားလုံးပဲမင်္ဂလာပါရှင်။ဆယ်လီတော့ဆောင်ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့တင်ဆက်ပေးချင်တာကတော့အနုပညာရှင်တတ္တမိုးအကြောင်းပဲဖြစ်ပါတယ်။တတ္တမိုးကသာမန်အနုပညာရှင်တယောက်မဟုတ်ပါဘူး။သူမဟာသရိုသမီဆိုပြတဲ့စဉ်ရဲ့အမအရဖြစ်တဲ့ထိုက်တန်းမင်းသမီးကြီးရင်းဆိုမြတ်သူစာဆိုမြတ်နန္နာတို့နဲ့အယံကိုရင်းနှီးတဲ့လောက်ဖော်ကိုင်မဲ့တငယ်ချင်းတွေဖြစ်နေလို့ပါပဲ။ ဒီလိုစွန်းညီမရဲ့ယင်းနေပြီးရုပ်ပညာလောကမှာထိတ်တန့်ဆင်မှရှိနေတဲ့ထထမိုးကိုညီမလေးဆိုပြတဲ့စဉ်မင်္ဂလာပွဲမှာရှောင်လို့တောင်အဖိတ်မခံရအောင်ဆိုတာကတော့ပရိသတ်တွေရဲ့ကြားမှာတခုခုတော့တခုခုပဲဆိုပြီးထင်ကျေးပေးစရာတွေဖြစ်လာနေပါတယ်။ဒီလိုထင်မြင်ယူဆချက်တွေကောလာဟာလာတွေအလူးပြန်နေကြမှာပဲအားလုံးကစောင့်ကြည့်နေမြင်ကွင်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။ အဲ့ဒါကတော့မင်းသမီးထထမုံနဲ့မင်းသမီးဆိုပြည့်သင်းတို့နှစ်ယောက်ထိတ်တန်းစိန်ရွှေရတနာဆိုင်ဖွင့်ပွဲအခမ်းအနားကြီးတစ်ခုမှာထိတ်တိုက်တွေ့ဆုံကြတာပါပဲ။ပရိသတ်တွေရောမီဒီယာတွေပါအလုံးကဆောင်ကြည့်နေကြတယ်ထထမိုးတရားသူ့ကိုမဖိတ်ခဲ့တဲ့ဆိုပြစ်တဲ့စင်ကိုတွေ့တဲ့အခါဘလို့တုတ်ပြန်မလဲမျက်နှာလွှဲသွားမလားဒါမှမဟုတ်ဇကားတွေ ADA ဆက်ပြောကြမလားဒါပေမဲ့ပရိသတ်ကြီးတို့ရေထထမိုးရဲ့တုတ်ပြန်မှုကတော့အလုံးထင်ထားရတဲ့လုံအောင်ကိုပြောင်းပြန်ဖြစ်သွားခဲ့ပါတယ် သူမကသူမကိုမင်္ဂလာဝဲမဖိတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဒဇက်လေးမှာစကားတစ်လုံးတောင်ထည့်သွင်းပြောဆိုခဲ့ခြင်းမရှိပါဘူး။အရန်ကိုသဘောထားကြည့်ကြည့်နဲ့စိတ်ထဲမှာဘာမှမရှိတဲ့ပုံစံမျိုးနဲ့ခွလွတ်နားလည်ပေးခဲ့တာကိုတွေ့ရပါတယ်။ဒါရီမကတဲ့ပါဘူးသူမကဆိုပြတဲ့စဉ်ကိုမထင်မှတ်ထားတဲ့စကားတစ်ခုကိုပြောကြားခဲ့ပါတယ်။အဲဒါကတော့ချီချူးစကားနဲ့ဆုတောင်းမြတ်တာပါပဲ။ထထမိုးကဆိုပြတဲ့စဉ်ကိုမင်္ဂလာပွဲအတွက်ဝမ်းသာကြောင်းတတော်သားဟင်းဝေရနဲ့တတော်သမီးဆိုပြတဲ့စဉ်တို့နှစ်ယောက်ကအရန်ကိုလိုက်ဖက်ညီလွန်ကြောင်းနဲ့ နေနဲ့မြရွှေနဲ့မြလိုမျိုးလိုက်ဖက်ညီတဲ့စုံတွဲလေးဖြစ်ကြောင်းအပြုံးနဲ့အခြေကျူပြောကြားခဲ့တာဖြစ်ပါတယ်ဒါအပြင်သူတို့နှစ်ယောက်လက်ထပ်ပြီးရင်လည်းအဖိုးကြီးဖွားကြီးဖြစ်တဲ့ဒီရုံးမြေကြပေါင်းသိနိုင်ပါစေအိမ်တော်ကြီးကံကောင်းမိသားပြောရှင်နိုင်ပါစေကြောင်းကိုသဘောထားကြည့်ကြနဲ့စစ်တောင်းမြစ်တာပို့ခဲ့ပါသေးတယ်ရှင်။